ရှင်မိုးအပိုင်း33ရှင်မိုးသည် လင်းစီမြေချသည့်နေ့တွင်မနက်ခတဲ့ကသင်တန်းသူများနှင့်အတူသူတို့အိမ်သို့စောသွားလိုက်ကြသည် ဖုန်းအိမ်မှမိသားစုသည်လည်းလာကူညီဧည့်ခံပေးနေကြသည်ရှင်မိုးကိုမြင်သည့်အခါ လင်းစီတီချဲမဟုတ်လားယင်တီချဲအကြောင်းတော့လင်းစီပစက်ဖျားကခဏခဏကြားနေရပါပေါ့ဟုလာပြောကြသည် လင်းစီကို လူမမာလာမေးစင်ကတွေ့ခဲ့သည် အကြီးကားလက်ဆာကို မတွေ့မီတော့မြမရက်ွက်ထဲနေနေနေသည့်အတွက်လင်းစေရက်လေကိုလည်းမြမလိုပင်ခုနှစ်ရက်ပြည့်သည့်နေ့တွင် ရက်လေလှုပ်ဖို့ကိုဒေးဘစ်ကစီစဉ်ထားသည်လင်းစေလောင်းကို ခရယံတင်ဆိုင်တွင်ဂူသွင်းတချို့သည်နေအိမ်မှကားများမထွက်ခွာမီကိုဒေးဘစ်ကလင်းစေအားခွင်တောင်းစရာရှိသည်ဟုဆိုသည်ဒါလေးကိုလင်းစေနှင့်အတူဂူထဲထည့်သွင်းပေးလိုက်ခြင်းလိုပါ ူဆန္ဒမလို့ပါနော်မိုးပုံလဲပါနေတော့စိတ်နောက်ရှက်ဖြစ်မှာအယူရှိနေမှာစိုးလို့ပါမိုးကခွင့်မပြုဘူးဆိုရင်တော့ဂူသွင်းခံနေကြရင်သမီးကိုပဲကျွန်တော်တောင်းပန်လိုက်ပါမယ်လက်ထဲမှာပကြီကားလက်ကိုတစုံတစဖြန့်ပြပြီးပြောလာတော့ရှင်မိုးစကားပြန်မပြောနိုင်ပဲခေါင်းသာညှိပြလိုက်ပြီးတော့အမေများတည်လျင်စိတ်ဆိုးလိုက်မြစ်ဖြစ်ချင်းဟုလို့တော့တွေးလိုက်မိသေးတယ် ခေါင်းတလားကိုအုတ်ဂူထဲသို့တွင်းသည့်အချိန်တွင်လင်းစေတငယ်ချင်းများကအတန်ထွက်ငိုကြတော့သည်တုတ်တုတ်သည်ရင်မိုးခါကိုလာဖက်ပြီးတိတ်တိတ်လေးငိုနေသည် နောက်ဆုံးတွင် အကြည်ကားလေးလေးကိုထည့်ပြီးအုတ်ဂူပိတ်လိုက်သည့်အချိန်တွင်တော့ရင်မိုးလည်းအတန်ထွက်ငိုလိုက်မိတော့သည်လင်းစေနောက်ဘဝများရှိရင်တော့လေလင်းစေဖြစ်ခြင်းတလို့လေဖြစ်ပါစေနော်ဟုစိတ်ထဲမှာ တိတ်တိတ်လေးဆူတောင်းပေးလိုက်သည်လင်းစင်ဆုံးပြီးတလားလောက်ကြာသည့်အချိန်ကိုဒေးဗစ်နှင့်အဆက်အသွယ်ပြတ်နေခဲ့သည်တလားပြည်သည့်နေ့ညနေသင်တန်းဆင်းပြီးသည့်အချိန်တွင်သင်တန်းခြံရှိ၌ကိုဒေးဗစ်ကိုတွေ့လိုက်ရသည်သမီးကိုလွမ်းလို့လာကြည့်တာပါမိုးရောနေကောင်းလားသမီးငယ်ချင်းလေးတွေကိုလည်းမတွေ့မိတော့ဘူးနော်သူတို့လာမကစားကြတော့ဘူးလား တက်သူတွေပြန်ဖွင့်နေပြီလေကိုတေပြည့်ရဲ့အောင်းလေးတက်ကုန်ကြတော့လာမကစားနိုင်ကြတော့ဘူးထိုနေ့ကအင်ငါကားလာကြိုပေးတီမှာနောက်ကျသဖြင့်သူနဲ့စကားတွေပြောပြစ်သည်နောက်ရက်များတွင်လည်းတစ်ဖက်ချားဆိုသလိုသင်နန်းခြံရှိတွင် လာရက်ကြည်နေတတ်သည် ကားလာကြိုပေးတာစောသည့်ရက်များဆိုရင်ဆိုင်ကယ်ပေါ်တွင် ထိုင်နေကြံနေခဲ့တတ်ပြီးနောက်ကျသည့်ရက်များတွင်တော့ရှင်မိုးအား အဖော်လုပ်ပြီးနေတတ်သည်ညနေဘက်အမျိုးသားတင်နန်းချိန်တွင်လာကစားသူများသဖြင့်ခြံထဲတွင်ဆိုင်ကယ်ကားတို့ကပြည့်နေတတ်သည်ဒီနောက်ပိုင်းတွင်တော့ကားဆောင်နေရသည့်အချိန်များတွင်တင်နန်းအရှိဖက်ရှိအေးအေးဆိုင်နေတဲ့သူ အတူတူရောက်သွားတတ်ကြသည်ဆွေဆွေမြင့်မြင့်ကြည့်တတ်သည့်သူ့အကြည့်များချာကျင်နာညင်သာသည့်စကလုံးများချာရင်မိုးသည်လည်းပါရာတိမ်မူလာမိသည် မိုးနဲ့စကားတွေပြောပြီးရဲ့နောက်ပိုင်းသင်းတွေဆိုရတာပို့ပြီးမုတ်ကောင်းလာတယ်မိုးရဲ့ငငယ်လေးကဂီတကိုဝါသနာပါလို့ဒီလမ်းကိုရှောက်ခဲ့တာဆိုပေမဲ့ကြာလာတော့ကိုသင်းတန်ကိုပြန်ကြရတာကိုငင်းဝေလာတယ်ဟိုတယ်တွေမှာညသာစားပွဲတွေမှာမယိုးနိုင်တဲ့ဒီသင်းတွေကိုပဲပြန်ဆိုပြနေရတဲ့အခါနားထောင်သူရောပြိတ္တကပါတကယ်ကြိုက်လို့နားထောင်တာမှဟုတ်ရဲ့လားလို့တန်တရားဝင်လာမိတယ်။ပြီးတော့ကျွန်တော်က မူရင်းအတန်ကောင်းလို့မဟုတ်ပါဘူးဆိုတတ်တဲ့အတက်ပညာနားလည်လို့သာဆိုနေတာပါအခြားအတက်မွေးမှုတွေလည်းဘာမှမလုပ်တတ်တော့မင်းမျိုးခြံထဲမှာပဲပြန်ပြီးအပင်တွေစိုက်စားမယ်လို့စဉ်းစားမိတယ်ဒီလိုပြန်သွားမိရင်တော့ကျွန်တော်ဂီတလောကဘက်သချင်းတွေဘက်ကို ခြေဦးလက်မိမှာမဟုတ်တော့ဘူးလှဲ့လဲမလှဲ့ကျွန်တော်ပါဘူးသူ့ရင်တွင်စကားတွေကိုဆိုလာသည့်အခါ အတန်ကောင်းတယ်မကောင်းဘူးဆိုတာဆိုရဲသူကဆုံးဖြတ်ရမှာမျိုးမဟုတ်ပါဘူးကိုတေပဲဆိုရဲသူကသူ့တခြင်းတဲ့နားစင်ခံစားသူတွေတော်တာအာယုံချမ်းမြေပါစေဆိုရဲစိတ်နဲ့ဆိုလိုက်တာမဟုတ်ဘူးလားနားထောင်ခံစားသူတွေကလည်းသူတို့ရင်တွင်းခံစားချက်နဲ့တိုက်ပြီးနားထောင်ကြတာလေဥပမာကိုတေပကချစ်ချစ်ချင်းတစ်ပုဒ်ကိုဆိုတယ်ဆိုပါစို့အတန်ကွဲနေတဲ့သူအတွက်တစ်စစ်စစ်ခံစားနေရပြီမြင့်အချစ်နဲ့တွေ့နေသူအတွက်ကတော့ တညိမ့်ညိမ့်တသိမ့်သိမ့်နေခံစားနေရမှာပေါ့တခြင်းတစ်ပုတ်ကောင်းတယ်မကောင်းဘူးဆိုတာနားဆင်သူတွေရဲ့ခံစားချက်နဲ့ဆုံးဖြတ်တတ်တာမျိုးပါရှင်မိုးကလည်းနှစ်သိမ့်အာပင်စကားကိုပြန်ဆိုမိတတ်သည်မိုးကဂီတနဲ့စိမ့်နေတာဆိုတယ်ဗမာစိမ့်လို့လဲကျွန်တော်မတွေးမိတဲ့ရှူတောင်းကအတော့တွေးမိတယ်မတိမတာမတိတိတာတာတွင်ညီလာသည့်တန်ရုံးစဉ်ကျိုးတို့ကိုရှင်မိုးကိုဘသာတရီထားမိနေတော်လဲမထိန်ချုပ်ခြင်း မတွန်းလန့်ခြင်းတော့တင်းနှန်းရှိအေးဆိုင်လေးထဲမှာကြုံပင်နာလန်လျှောက်ဖြစ်သည့်ခြေတို့ရှိလာသည်ရန်ခါများတွင်အဖေ့ရှင်မောင်းကိုတောင်းဆိုကကြုံပင်သို့လာကြိုခိုင်းလိုက်ပြီးခုံတန်းရှိလေးပေါ်တွင်ထိုင်ကြသည်စနေမနေ့အစောပိုင်းတင်းနှန်းသို့အဖေပါလိုက်ပို့ပေးပြီး내ခီးထွက်သွားကြသည်အပြန်တွင်တင်းနှန်းပိုင်ရှင်အကူကားဖြင့်လိုက်ပို့ပေးမည်ဖြစ်သည် ရင်မိုးတင်တန်းပြပြီးသည့်အချိန်ထိသူတို့ကားကရောက်လာတယ်လေ။တန်ရှင်ရဲ့ဝန်ထမ်းကောင်လေးကအကူကအမကိုစေကန်းလိုက်ပြနေတာထင်တယ်။ကြာလိမ့်မယ်ပြဟုဆိုလာတယ်။ကားငါး၍လွယ်ကူသည့်နေရာလည်းမဟုတ်သဖြင့်ဆိုင်ကင်ငှားပြန်ရမည်လား။မပြန်တော့ဘဲတင်တန်းတွင်နေလိုက်ပြီးညနေတင်တန်းဆက်ရှင်ဆက်ဝင်ရမည်လားဟုစဉ်းစားနေပြီ။ဝင်းချံတကားနာလေးထွက်လိုက်မိသည့်အချိန်တွင်သူ့ကိုလှမ်းမြင်လိုက်ရသည်။ဆိုင်ကယ်ပေါ်တွင် ခွထိုင်နေရဲ့ရက်နေသည်ရေမိုးကိုစောင့်နေသည်ထင်သည်တွေ့တွေ့ချင်းအနာသို့ရောက်လာသည်လက်ထဲတွင်ဆိုင်ကဲအုပ်ထုပ်တစ်လုံးလဲအပေါပါလာသည်မိုးဒီနေ့ခင်းအချိန်ရတယ်မဟုတ်လားတောင်တမန်ဘက်ကိုလိုက်ပို့ခြင်းလို့ရေရီပြည့်နေပြီဒီလိုမြင်ကွင်းကမိုးရသည်မှတွေ့ရတာမကြပါဘူးနော်ခဏလေးပါအချိန်ခါတို့ကအစင်သင့်ဖြစ်နေတယ်လို့ပဲ သူ့ဆိုင်ခင်နောက်ကထိုင်ပြီးရင်မိုးတို့ရုံဝင်းကြီးရှေ့မှာဖြတ်သွားရသည့်အခါခိုးကြောင်ခိုးဝဲသွားရသည့်အရာသာကပျော်စရာကောင်းမိသည်ဥပိန်ဒရာဆုံးသည့်ထိရှောက်ကြပြီးတရားအဆုံးနာအရောက်တွင်ရင်မိုးမျက်နာတို့ချွေးဆိုနေပြီတနာပါတဲ့မိုးပင်ပန်းသွားပြီကိုခေါ်လာမိလို့တောက်လိုက်ပါအောင်လက်ကင်ဘွားအဖြူလေးကိုလှမ်းပေးရင်တရားအချိန်မှာထိုင်ချလိုက်သည်ရင်မိုးလဲလိုက်ထိုင်နိုင်မိသည်ပူနေသည့်ယာသည်ဥရုက မိုးလေးအုံပြီးလေးတိုက်လာတော့ချက်ချင်းအေးသွားပြန်သည်ရင်မိုးပြန်ပြီးဒီလက်ကင်ဘွားလေးကိုယူပြီးသူ့မျက်နာပေါ်သို့ဖြတ်အုပ်ထားသည်သူ့အပြူမူကြောင့်ရင်မိုးအနေရခက်သွားသည်မိုးရင်မိုးပြန်မထူးပဲနေတော့ဘာမှဆက်မပြောတော့ခဏအကြာမှမိုးရဲ့ပန်းကောင်းအညွန့်ချိုးတွေ့ရတာမဟုတ်ရပါဘူးကိုလေးမျိုးသိပ်ထားကြည့်ပါသေးတယ်ထိမ့်ချုံကြည့်ပါသေးတယ် အဲ့လိုလုပ်နေပိုဆိုးနေဖြစ်လာလို့ပါတို့တန်တိုးရှာရှာကရင်မိုးနာနဲ့တိတ်နီးကပ်လွန်းနေသည်ချင်းသည်မရွက်ဖျားတို့ပုံနှွေးလာသည်ကိုရဲ့အထီးကျန်နေတဲ့ဘဝကိုမိုးနဲ့အတူရှေ့ဆက်လျှောက်ချင်တာအချစ်ဆိုတာကိုအခုမှသိတာပါမိုးရဲ့မိုးနဲ့မှသိရတာပါအစောဆုံးမဟုတ်တော့ပေမဲ့နောက်မကြသေးဘူးထင်ပါတယ်နော် ချစ်ဆိုတာပိုင်ဆိုင်ရမှာမဟုတ်ပါဘူးလို့အတိတ်ပဲဖွင့်ဆိုကြပေမဲ့ကိုနေမိုးကိုပိုင်ချင်တယ်ကိုချစ်ကတကူကောင်းဆန်ကျင်ဆန်မဲ့အတကြီးရလို့ဆွဆွဲလဲခံပါမယ်မိုးကိုပိုင်ဆိုင်ချင်တာပါဆိုတင်တောင်းဆိုတာမဟုတ်ပါဘူးနော်မိုးအဆုံးဖြတ်ပေါ်မူတည်ပြီးမန္တလေးမှာဆက်ပြီးဂီတနဲ့အသက်ဆက်မွေးတဲ့မမွေးတဲ့ဆုံးဖြတ်ချင်တော့ပါမိုးကကိုအချစ်ကိုလက်မခံနိုင်တော့ဘူးဆိုရင်မင်းမျိုးခြံကိုပြန်မာတော့မယ် အပင်တွေစိုက်ပြိုးပြီးလက်ကျန်ဘွားကိုအဲ့ဒီမှာပဲဖြတ်တန်းတော့တုံ့ပြန်စကားမဆိုပဲညင်နာထောင်နေသည့်မိုးဤလက်လေးကိုလာကင်သည်ရှင်မိုးမယုံလိုက်မိဖြင့်ရှင်မိုးပြောပါအောင်ကွယ်မြဝန်းချင်းနီးကပ်စွာ အကြာကြီးကြည်နေသည်ရှင်ခုံတန်တို့စူညံလာသည်မိုးမြဝန်းတွေကလည်းချစ်ရွှွန်လက်နေတာပါကွယ်ချင်တာဟုတ်ပါတယ်တော့မိုး မိုးဖွဲလင်းများရွာကျနေရာမှာအနှဲငယ်တည်ထန်လာသည်ဒရာဝော်ရင် လူအချို့ပြေးသွားနေကြသည် ကိုဒေးဗစ်သည်အပေါ်မိုးကအင်းကြီးကိုချွတ်ပြီးရင်မိုးခေါင်းပေါ်သို့ခြုံပေးလိုက်သည်ထို့နောက်ရင်မိုးလက်ကိုဆွဲပြီးလူအများကြားအတူပြေးသွားကြတော့သည်ထိုနေ့ကအိမ်ပြန်ဖြစ်တော့ပဲညနေတင်တန်းခန်းသို့ပြန်ဝင်လိုက်တော့သည် ထိုသို့နှူးသားတွေးဆောင်ပြီးသည့်အဖြစ်အပျက်တို့နောက်ပိုင်းတွင်တင်နန်းတို့လာကြိုပေးသည့်ကားကဆော့ရောက်နေတတ်သည် တခါတည်းရင်များတွင်အဖေကိုယ်တိုင်ပင်လာကြိုပြီးနေတတ်သည်ကားပေါ်တွင်ပါသွားသည့်ရင်မိုးကိုလှမ်းကြည့်နေတတ်သည်သူ့အကြည့်တို့နှင့်သာဆုံရသည်အဖေကလာမကြိုပြီးနိုင်သည့်ချက်များတွင်လည်းသင်္นานဖိုင်ရှင်အမကြီးကိုယ်တိုင်ကရင်မိုးကိုအိမ်ပြန်ပို့ပေးထပ်ပြန်သည်ထို့သောအဖြစ်တလားနီးပါးကြာမြင်ခဲ့ရသည်ကိုဒေးဗစ်နှင့်ရင်မိုးတို့သည်ချစ်သူရဲ့ဟုပီပီတတပြောလို့မရသေးတော့လဲရင်ထဲတွင်တော့ကိုစီရှိနေကြပါ မတွေ့ကြရသည်မှာတလနီးပါးပင်ကြာမြင့်ခဲ့ပြီထို့ညကရင်မိုးအိမ်ပြန်ရောက်တော့အိမ်တွင်အဖေရှိမနေနန်းတွင်အစီဝေးဘက်သို့တက်ရောက်ရင်တရားစစ်အင်ဂျင်နီယာတယောက်ဤကားချုံဖြစ်လိုက်သွားသည် အမေကရန်ကုန်ရှိသူ့သားကြီးထံသို့အလဲသွားနေသဖြင့်အိမ်တွင်ရင်မိုးတယောက်ထဲရှိနေသည်ဖုန်းမိသံကြားလိုက်တော့ရင်မိုးစိတ်ထဲတွင်သူ့စီကများလားဟုတွေးလိုက်မိသည်တကယ်ပင်သူ့အတန်ကြားလိုက်တော့ ရင်မိုးတုံလောက်သွားရတယ်။ဟယ်လိုမိုးလားမိုးလားကိုင်နေပေါ့နော်။ကိုရက်တရားခေါ်သေးတယ်မိုးဖေဖေလားကိုင်နေကိုမပြောရတာနဲ့ဖုန်းချလိုက်တာ။တားလွှမ်းနေတဲ့မိုးရဲ့ကိုနေလို့မရတော့ဘူး။မိုးတစ်ခုခုဆုံးဖြတ်ပေးပါ။ကို့ဘွားတယ်ဝင်ငယ်ရဲ့တယ်မဟုတ်လားယင်။နေအောင်စိတ်လောသွားတယ်။မိုးကို့ချက်တယ်မဟုတ်လားယင်။အဲ့ဒါလေးအရင်ဖြေပါအောင်ကွယ်။ကိုနေကလည်းပြောနေရင်မိုးရွာချလို့ပြန်ပြေးခဲ့ကြရတယ်။ကိုတိနေတယ်အဲ့ဒီနေက မူးမြင့်ဝန်းထဲမှာအချက်တွေရှိနေတယ်။ဟုတ်တယ်မဟုတ်လားယင်ပြောပါအောင်ကွယ်။သူ့စကားအတန်တွေကြားရင်ခုန်တိမ်မူရင်မိုးစကားပြန်မဆိုဘူး။ဖုန်းလက်ကင်ခွက်ကိုသားတင်းတင်းစုပ်ကင်ထားရင်ငြိမ်နေမိသည်။ချက်တယ်မဟုတ်လားယင်မိုး။ကိုယ့်ကိုမိုးလဲချက်နေတယ်မဟုတ်လားယင်။အင်းရှင်မိုးအတန်တိုးတိမ်တိမ်နေထွက်သွားမိသည်။အိုးမိုးသူ့အတန်ကအကျယ်ကြီးអော်သည် ပြောပါမို့ရဲ့တိစားပြောပါနော်ချစ်တယ်လို့ကြားရတာအားမရလိုက်တာကွယ်ကိုကြားချင်လို့ပါနော်ဟုတ်ကဲ့ချစ်ပါတယ်နော်အနေငယ်ရဲသွားပြီးမိုးပြောလိုက်မိပြီတည်ပြောပါပြီကလေးရဲ့တကယ်ကိုတည်ပြောပါပြီကလေးရဲ့ချစ်ချင်းကိုတရားဝင်တည်ခွင့်ရလို့နီးကြည့်ချင်လိုက်တာကွယ်အခုကလေးရှက်နေမဲ့ပုံမျိုးကိုတယ်လီဖုန်းကြိုးလေးကိုလက်ဖြစ်လင်ကဆောက်ကစားနေပြီးရင်မိုးငိမ့်နာထောင်နေမိတယ် ပျော်ရွှင်တည်နှူးနေသည့်သူ့အတန်ကဖုန်းထဲမှာပင်သိသာနေသည်။ကိုလေးကလေးစီကအချစ်ဖြစ်မရတော့ရင်ဂီတဘဝနဲ့အသက်မွေးမှုကိုစွန့်လွတ်ပြီးဒီကနေခွာရုံးလို့စဉ်းစားထားတာ။ကိုဘဝကအခုမှစချစ်ဖူးတာပါကလေး။လင်းစီကိုလည်းသတိရလိုက်တာနော်။ရှင်မိုးမျက်ရည်တို့လှိမ့်ဆင်းလာသည်။လင်းစီမမေကကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးခဲ့တာကလေးကိုပြောဘူးတယ်နော်။ တကယ်တည်ရင်ဝင်ဖြစ်ဖို့ဆိုရင်တော့နှိုးသဘောတူတရားရုံးမှာလက်မှတ်ထိုးမှာအကျုံးဝင်တာတဲ့သူလွတ်လာမယ့်အချိန်ကိုကိုရိုးစောင့်ကြတာပေါ့နော်ခလေးသူပြောမှလက်တွေဘွားကိုရှင်မိုးတတိယလိုက်မိသည်ကိုဒေးဖြစ်သည်ယခုအချိန်ထိတည်ရဝင်လွတ်လပ်သူမဟုတ်သေးပြီကိုသိပ်ပြောတယ်ကွယ်ခလေးကိုတင်တောင်းတင်တယ်လေးထားနိုင်ဖို့အလုပ်တွေများကြီးလုပ်မယ်အရင်တုန်းကလေဂီတကိုမျက်နှာရုံတက်တက်နဲ့အသက်မွေးခဲ့တာလူပညာကြီးလည်းမသတ်မှတ်ခဲ့ဘူး အခုတော့ထိုက်တဲ့နဲ့အမှုပညာချင်းလေးတတ်မှတ်တော့မယ်ပြီးတော့ဟိုပွဲတွေမလိုက်ဘူးဒီပွဲတွေမစိုးဘူးလို့မလုပ်တော့ဘူးအားလုံးလက်ခံပြီးလိုက်ဆိုမယ်ကွာတက်တက်ကြွကြွပြောနေသည့်သူ့စကားတန်တို့ကိုရင်မိုးမကြားတစ်ချက်ကြားတစ်ချက်နားထောင်နေမိသည်ကြီးစားဦးအစရင်ခုန်ကြည်နူးခြင်းတို့တွင်လွတ်လပ်ခြင်းတို့ပါဝင်မနေပါလားဟုတွေးမိလိုက်သည့်အခါတပ်ပြင်းမော်တို့အလိုလိုချလိုက်မိသည်ချစ်သူတက်တန်း တလပြည်သည့်အထိရင်မိုးတို့နှစ်ဦးအပြင်တွင်ချင်းဆိုမတွေ့ဘူးကြသည်ဖုံးထဲတွင်သာချစ်စကားတို့တွထိုးဆိုကြသည်လေလိုင်းမှသူချွေလိုက်သည့်အနန်းတို့ကရင်မိုးပားပြင်နှစ်ဖက်ကို ပူနွေးခဲ့ဘူး၏ဖုံးကျိုးလေးထဲမှတဆင့်သူရင်ခွင်ချဲကြီးထဲတွင်အကြင်ကြင်နားခိုကြည့်ဘူးသည်စိတ်ကူးလေးဖြင့်ချစ်ရသည့်အရာသာကားပင် ချုံမိန်လာသည်ချစ်ရသူရှိနေပြီဆိုသည့်စိတ်ကလေးဖြင့် မြင်မြင်သမျှမြင်ခွင်းကြားကြားသမျှအတန်တို့ကအထိတ်ပဲရှိနေခြင်းသူ့ကိုတကယ်ချစ်မိနေပြီဟုတေချာသွားသည့်အချိန်တွင် လောကကြီးကအရာရာပါရာလှပနေတော့သည်လာမည့်စနေနေ့တွင် တွေ့ကြရင်သူ့ချင်းဆိုမှုကိုလက်ခံလိုက်ပြီးသည့်နောက်ပိုင်းထိုတပတ်အလုံးရှင်မိုးကောင်းကောင်းအိတ်မပြောတော့ထိုနေ့ကတင်နှန်းတွင်တင်နှန်းသူတင်နှန်းသားများစုပေါင်းကထိန်ခင်းကြမည်ကျွေးဝဲအခန့်ပြီးသည့်အခါ ပရိသမင်ကိုရက်ွက်တွင်ရှိဖုန်ကြီးเจ้าကိုတွားလှူချသည်လင်းစေအတွက်ရည်စူးကတင်နန်းသူများက ကထိန်တင်ကန်းလဲကတ်လှူပေးကြသည်တင်နန်းပိုင်ရှင်ဇနီးမောင်နှံတို့ကကိုတေးဖြစ်ကိုလည်းဖိတ်ကြားသည်ဖြင့်ဖုန်ကြီးเจ้าသို့ရောက်လာသည်ထိုကထိန်ပွဲကိုအကြောင်းပြကရင်မိုးတို့ချိန်ဆထားခြင်းဖြစ်သည်အိမ်ပြန်တော့ပဲတွေ့ချပြီးညနေမှတင်နန်းပြန်ဝင်လိုက်တော့မြင်ဖုန်ကြီးเจ้าတွင်ဧည့်သည်များရှုပ်နေသည့်အချိန်တွင် ူနှင့်ရင်မိုးတို့လစ်ထွက်ခဲ့လိုက်သည်ရန်ကင်းတောင်ဘက်သို့သွားသည့်လမ်းမကြီးပေါ်သို့ရောက်လာသည့်အခါဆိုင်ကယ်ကိုရက်လိုက်ပြီးရင်မိုးအားလှည့်မိသည်ကလေးဘယ်ဟုသွားချင်လဲမသိဘူးလေဘယ်ဟုသွားမလဲအေးဆိုင်ဆိုင်ဆိုင်ထိုင်ရင်လည်းရတယ်လေဒီနေ့ပည့်ရဆိုတော့ရန်ကင်းတောင်ပေါ်မှာလူတွေရှုပ်မှာကလေးနဲ့အေးစစ်စစ်စကားပြောချင်တာသည်ရင်မိုးလက်ကို နောက်ပြန်လှန့်ကိုင်းသည်ရန်ကင်းတောင်ထိမသွားကြတော့ပဲ တောင်ကြီးမရောက်ခင်လမ်းစုံလေးတစ်ခုတွင်ဘယ်ဘက်သို့ချိုးကွေလိုက်သည်ဒီနေရာလေးကိုရင်မိုးမှတ်မိသည်ပသိမ်ကြီးဘက်သို့ထွက်သည့်လမ်းဖြစ်သည်ညာဘက်သို့ချိုးလိုက်ရင်တရက်ကုန်းရွာလေးသို့ရောက်သည်အဖေနှင့်တိုင်းတွင်စခန်းများစစ်စစ်လှည့်လည်စဉ်ကရင်မိုးရောက်ခုခဲ့သည် နိုင်ဝက်လောက်မောင်းလာသည့်အချိန်တွင်ဆိုင်ငန်းငယ်လေးများအစုအဝေးကိုတွေ့ရသည်အုပ်ဆိုင်နေသည့်တပင်များကြားထမ်းရွက်တဲလေးများထိုးထားသည် အေးနှင့်အတုံမျိုးစုံရသည်ချစ်သူဆောင်တွဲများအတွေ့တီးတန့်လာရောက်ကြသည့်နေရာလေးဖြစ်မိခြင်းသည် သူက ဆိုင်ငယ်ကိုအရှိန်လျှော့လိုက်ပြီးရင်မိုးကိုတောင်းဆိုလာသည်ကလေးဒီနေရာလေးမှာပဲခဏထိုင်စကားပြောကြမယ်နော်ရတယ်မဟုတ်လားယင်တတိဖြော်ရင်နှစ်ခွက်နဲ့မြင်းခွာတုတ်တပွဲလာချပေးသွားပြီးသည့်နောက်မိသည့်စပွဲတို့မှထမ်းရွက်တဲလီနာတို့ရောက်မလာကြတော့ တည်တဲ့နဲ့တည်တဲ့တိတ်မဝေလာတော့လေဘေးနှစ်ဖက်ကိုကာရန်ထားသဖြင့်မမြင်ကြရရင်မိုးစိတ်မလုံးသလိုဘေးတဲများစီလှမ်းကြည့်လိုက်တော့ဘသူမှမမြင်ပါဘူးကလေးရဲ့ဒီနေရာလေးကတန့်ပါတယ်ချစ်သူဆောင်တွေတွေဒီလိုပဲအေးအေးသောအတုဆာစကားလာပြောကြတာပါဒီနေရာကိုသူဘလို့သိတာလဲမပွင့်တပွင့်ရင်မိုးမေးတော့သူကပခုံးတုံကရေမောနေဟာဟာကလေးကတဝင်းတူတသားပဲဟင်မဟုတ်ပါဘူး ကို့ဘော်သားတွေကသူတို့ချစ်သူတွေနဲ့စကားလာပြောနေကြကလေးရဲ့ကလေးနဲ့တွေ့ဖို့ချိန်နိုင်ပြီးကမှကိုတွေကလေးကိုဘယ်နာခေါ်သွားမှမသိဘူးဖြစ်နေတာလင်းစီရှိတုန်းကတော့အိမ်ကိုအလဲခေါ်တာတင့်တော်ပဲမြင့်ငွင်းလိုနေရာတွေဆိုရင်ကလေးကိုတင်တဲ့နီးပြဖြစ်သိနေကြတော့အနေရခက်ပါလေဆိုးတယ်အဲ့ဒါနဲ့တကယ်ချင်းတရားကိုမေးလိုက်တော့ဒီနေရာလေးကိုညွှန်းတာနဲ့မျိုးရဲနဲ့တိတ်မွေးဦးလေနော် ကလထိုင်နှစ်ယောက်တွဲခုံလေးတွင် သူကရင်မိုးအနာသူနိကတ်စာလာထိုင်သည်မတိမတာနေရာရွှေ့လိုက်ပြီးတော့ရင်မိုးပခုံးကိုလှန့်ဖက်ပြီးဟေးထိုင်ကုန်ကကြည်စီလက်မဟုတ်ဖဲနဲ့ဘယ်ပြေးမလို့လဲပြောနေကွယ်ဖုန်းထဲမှာကိုယ့်ကိုချစ်ချောင်းပြောနေတဲ့လေးကဥရားစရာကောင်းလိုက်တာညနာပေါ်ဝဲကြနေသည့်ရင်မိုးရှိစပင်များကိုတတ်တင်ပြီးရင်ပခုံးကိုဖက်ထားသည့်သူ့လက်တို့ကတင်းကျပ်လာသည်ရင်မိုးအသက်ရှူဖို့ပဲမေ့လျော့နေသလား မျက်နာချင်းနီးကပ်လာပြီးလေသံတိုးတိုးလေးဖြင့်စကားဆိုလိုက်သည့်အခါမှာတော့ရှင်ဘက်တစ်ခုလုံးနှိမ်ကြည့်မြင့်ကြည့်ခုန်နေသည်မျက်လုံးချင်းစုံကြည့်ပြီးသိချစ်တဲ့ကလေးရဲ့ခုရှိုက်တန်လေးဖြင့်ညီပြောပြောလာသည့်အခါရင်မိုးဥကောင်းကသူ့ပခုံးပေါ်သို့မိတွေ့လိုက်မိတော်သည်ညနေတင်နှန်းသို့ရင်မိုးပြန်ရောက်လာသည့်အခါအဖေကားကိုတွေ့လိုက်ရသည်ရင်မိုးတို့ ကအနားရောက်မှအဖေကားကိုသတိထားနိုင်မိတော့လေကားပေါ်တွင်ထိုင်ရသည့်အဖေကတော့ရင်မိုးတို့ကိုအဝေးကလေးကမြင်နေပုံရသည်ကိုဒေးပင်နှင့်တွေ့ပြီးပြန်လာသည့်နှစ်ချိန်စလုံးတွင်သင်တန်းသို့အဖေရောက်နေတတ်သည်မှာတိုက်ဆိုင်သည့်အဖြစ်မှဟုတ်မှဟုတ်ပါရဲ့လားဟု တွေးမိသွားသည်ကားပေါ်မှဆင်းလာသည့်အဖေအမူအရာတို့ကအေးအေးဆေးဆေးပင်ရင်မိုးဘာစကားမှမပြောရသေးဘူးအဖေကအရင်စီပြောသည် ။သမီးတင်နှံပြမှာမဟုတ်လားဝင်လေစောနေသေးတယ်အေးစေးလို့အပြင်ကထိုင်ဆောင်နေပြီ။သူ့ကိုပဲနှုတ်ဆက်စကားမဆိုနိုင်တော့ပဲတင်နှံခန်းထဲသို့ရင်မိုးပြေးဝင်ခဲ့လိုက်တော့သည်။အဖေဘာများပြောမလဲဟုရင်တထိတ်ဖြစ်တလန်းလုံးလိုက်ခဲ့တော့လေ။အိမ်ရောက်တီတီဘာစကားများမဆိုမိသားစု၃ယောက်ညစာစားကြတော့လေ။အမင်းနဲ့ရရင်မမော့ပင်စကားဆိုနေသေးတယ်။ထိုစဉ်တယ်လီဖုန်းတံမြည်လာတယ် သူစီကဖုံးမြဖုံးဖြစ်လေမြည်ဟုတွေးမိသည်ခါရင်မိုးဖိတ်ခနဲဖြစ်သွားရသည်အဖေကဖုံးထကိုင်းလိုက်သည်တစ်ဖက်မှမြည်နေ၍ထင်သည် အဖေဖုံးပြန်ချလိုက်သည်တစ်ဖက်လောက်ကြာသည်ထီသူနှင့်ဖုံးဆက်သွယ်လဲမရတင်နှန်းရှိလာဆောင်နေတော့လဲအဖေရှင်မောင်းကအကျိုးအပို့ကိုထိုင်ဆောင်ပေးနေသဖြင့်စကားပြောခွင့်မသာတရက်တွင်တော့တင်နှန်းတွင်စာတဆောင်ရောက်နေသည်တင်နှန်းဆောင်ကောင်းလေးကိုပေးခဲ့ခြင်းဖြစ်သည် ကလေးရင်အိမ်မှာအဆင်ပြေရဲ့လားကွယ်ကလေးစိတ်ညစ်စိတ်ညစ်နေပြီလားယင် မတန်မြာမှန်းရဲ့လေခြင်းကိုကိုကိုပြစ်တင်ပြောနေချမှာသိပါတယ်အစကတော့ချစ်ခွင်ရရုံလေးကျဉ်တ်နိုင်မယ်လို့ကိုဘာသာထင်ခဲ့မိတာအခုတော့လောဘကြီးတယ်လို့ဆိုဆိုကလေးကိုပိုင်ဆိုင်ခွင့်ရကြတယ်ကိုဘာလုပ်ရမလဲနေလို့မရတော့ဘူးကလေးအတန်ကလေးဟန်ကလေးအငွေ့အသက်ဒီကိုအနာမှာပဲရစ်ဝဲနေတယ်တောင်းဆိုဖျားစီကလေးရယ်ဥပွားလေးတွေဝင်ခဲ့ပါတော့ ကိုအချစ်ကိုမြတ်တာတွေနဲ့ကလေးဘွားမသိငဲအောင်ကိုကြိုးစားပါမယ်။ကိုနားမှာကလေးရှိနေအရာအလုံးကိုရင်ဆိုင်ရဲပါတယ်။ကလေးရဲ့အဆုံးဖြတ်ကိုကိုမျောနေမြင်တော့ချစ်တဲ့ကိုစာရွက်လေးကိုအကြိမ်ကြိမ်ပြန်ဖတ်ကြည့်နေမိသည်။ရှင်မိုးတစ်ခုခုဆုံးဖြတ်ရတော်မူ။သူ့ကိုချစ်မိနေသည်ကတေစားသလိုမတည့်မသားအခြေအနေများဖြင့်သူ့ဘဝတည်းကိုလည်းရှင်မိုးတိုးမွင်ရည်ဒီကအမှန်ပဲ။ လွတ်လွတ်ကင်းကင်းအစဉ်ပြေသည့်သူများလာရောက်တောင်းရန်ဆင်ကမြင်းငယ်မိသည့်အတွေ့အမိကိုလည်းဖွင့်မတိုင်မြင်ရင်ဂျင်းဖွင့်တိုင်မြင်စရာညီဖအဖော်ကလည်းမရှိတင်တန်းပိုင်ရှင်အမအကိုအရေးအမွဲ့ပြောကြည့်တော်လဲမဖြစ်တင်ချောင်းဖြောင်းပြပြောလာပြန်သည်ရှင်내ကချစ်စိတ်ကတရရိတ်တလာသည်နှင့်အမြသူ့နာလီပြေးသွားတော်မူဟုဆုံးဖြတ်လိုက်မိသည်ဆက်လက်ရင်ဆိုင်ရမည်ရှေ့ရေးအခြေအနေများကိုဆက်တွေးကြည့်မိတော်လဲ တတ္တိကမရှိဖြင့်သူ့ကိုဘာအကြောင်းမှမပြန်မဲရင်မိုးတယောက်ထဲတိတ်ဆွေးနေလိုက်တော့အပူတကအပူရဲတွင်ကြီးစားမှုမိသည့်အပူကအကြီးဆုံးဖြစ်မိခြင်းသည်ဘယ်တော့မှအိတ်မပြောမဖြစ်တတ်သည့်ရင်မိုးတယောက်အိတ်မပြောသည့်ညများများလာသည်ထမင်းလဲစားမွင်စကားလဲမပြောခြင်းတင်နန်းကိုပင်မသွားတော့ပဲခွင့်တစ်ဖက်ယူထားလိုက်တော့အဖေဘက်မှအတော်များက ရွာလူကိုလာခဲ့ဖို့လူကြုံဖြစ်လှမ်းခေါ်သည်အမေကလည်းတိမ်သားလုံးသွားခြင်းနဲ့ရှင်မိုးကတော့ဘယ်ကိုမှမသွားခြင်းညနေစာထမင်းဝိုင်းနေအဖေကအမေကိုပြောနေတဲ့ကြားသည်ရွာလူကိုညီးပဲသွားလိုက်တော့ဧမာနဲ့သမီးကြံခဲ့လိုက်မယ်အမေကလည်းလိုက်ဖို့စွမခေါ်သဖြင့်အိမ်တွင်အဖေနဲ့ရှင်မိုးတို့အပါဖာနေအောင်ကြံခဲ့လိုက်သည်ညနေပိုင်းရုံစင်အပီအိမ်ပြန်ရောက်သည့်အချိန်တွင်အဖေက ရင်မိုးအားစကားဆလာသည်တမီးမှာဖဖေကိုပြောစရာတိုင်ပင်စရာရှိနေလားမရှိပါဘူးဖဖေဒါဆိုရင်ဖွင့်စရာရောပြုံးပြုံးလေးဖြင့်စနောက်တလို့အဖေကမင်းနေသည်ရင်မိုးပြန်မဖြေသည့်အခါတမီးမှာမရှိရင်ဖဖေမင်းမယ်သမီးသူ့ကိုတကယ်ချစ်နေရလို့ထင်လာလားအဖေစီမအเจ้าရာမမေးပဲ တိုက်ရိုက်မီးခွန်းထွက်လာသည့်အတွက်ရင်မိုးအံ့ဩနေမိသည်ရင်မိုးအသေးခွဲဇလန်းကိုအဖေမှန်းဆမိနေပြီထင်သည်အဖေမပေးဘဲခေါင်းငိတ်ပြလိုက်သည်အဖေသည်ရင်မိုးအားပြုံးပြီးကြည့်နေသည်ဒါဆိုသမီးသူ့ကိုလက်တွဲရဲလာယူရဲလာပေါ့ကွာရင်မိုးခေါင်းခါပြလိုက်မိသည်သမီးသူ့ကိုလက်မတွဲရတာသူ့ဘက်ကပြက်ပြက်တတမဖြစ်နေသေးတဲ့အခြေအနေကြောင့်ပါဒါမှမဟုတ် သူ့ရဲ့မတည်စားတဲ့ဘဝအသက်မွေးမှုကြောင့်လားရှင်မိုးအဖေကိုအလံတရားကြည့်တိုင်းမိအဖေဒီဘယ်အတိုင်းခါထိသူ့အကြောင်းတွေကိုသိထားသည်လဲမသိကိုဘာသာတိစားတွေးကြည့်သူ့ကိုမှချက်မိနေတာဆိုရင်သူ့အမျိုးသမီးထောင်ကလွတ်တည်ထိစောင့်ထားမယ်ပြီးရင်တရားဝင်ကွာရှင်းပြက်ဆဲတာလုပ်ရမယ်ဒါဆိုအပြောခံရတယ်တက်တာမှာပေါ့ကွာတခုလတ်ကိုသမီးယူရရင်ပေါ့ ကိုချစ်တဲ့သူနဲ့နေရရင်စိတ်ချမ်းသာမယ်လို့တမိတွေးနေတယ်မဟုတ်လား။အိုးအဖေစိတ်ထဲမှာ online မိသည်။ဒီလောက်တွေထိတိရအောင်အဖေဘလို့များစုံစမ်းထားပါလိမ့်ဟုလည်းတွေးနေမိသည်။အဲ့လိုမဟုတ်ဘဲနဲ့သူ့ရဲ့အသက်မွေးရက်တည်မှုကိုတမိစိတ်မချဖြစ်နေတာဆိုရင်အချိန်အတိုင်းတာတစ်ခုထိတော့သိခံနိုင်ရမယ်။တမိတကယ်ချစ်တယ်ဆိုရင်အဲ့ဒီ channel ကိုခံနိုင်ရမှာပေါ့။ မိနစ်တုံးอ่ะဆိုရင်သမီးကိုလာတောင်းရတဲ့သူတွေအများကြီးပဲเนาะတင့်တောင်တင့်နေထားနိုင်တဲ့သူတွေကြီးပဲအဲအားကြောင့်သမီးကိုအဖေပြောပြခဲ့တာသမီးကညာအခါမလင့်စင်နဲ့လို့နိသမီးနှစ်ခုစလုံးကိုရင်မဆိုင်ရဲဘူးဖေဖေတစ်ခုလက်ကိုလည်းမယူရဲတယ်လို့သူ့ရဲ့အပျော်တမ်းအသက်မွေးမှုကိုလည်းမယုံရဲဘူးဒါပေမဲ့သမီးသူ့ကိုတိတ်ချက်တယ်ဖေဖေ အဖေသည်ရှင်မိုးအားငေးကြည့်နေသည်။မသမီးလေးတနာပါတယ်။အဖေအပြစ်လည်းမကင်းဘူးကွယ်။ချစ်ရမယ့်အချိန်မှချစ်ဖို့အချိန်မရခဲ့ဘူး။ချစ်ဖို့မေ့နေခဲ့တယ်ထင်ပါရဲ့ကွယ်။ဒါဆိုသမီးအခုဘလို့ဆုံးဖြတ်မလဲ။ဒိုသားဖတ်လွတ်လွတ်လပ်လပ်ဆွေးနွေးလို့ရအောင်။သမီးအမေရွာကိုတမင်နှောက်လိုက်တာ။ရှင်မိုးတွင်တွင်ခေါင်းခါရမ်းလိုက်။မသိဘူးဖေ။သူ့ကိုတိတ်ချစ်တာပဲတည်တယ်။ရှင်မိုးငိုချလိုက်ပြီတော့။ ချစ်ပါသမီးရဲ့ချစ်လို့ရတယ်။သမီးရင်ထဲကချစ်ချင်းမြတ်တာတွေကိုဘယ်သူမှဟန်တာလို့မရအောင်တစ်တလုံးချစ်နေလို့လည်းရတယ်။လက်တွေ့ဘဝမှာရင်ဆိုင်ဖို့ကြတော့အချစ်တစ်ခုရဲ့နဲ့မရမယ်။သမီးအသိဉာဏ်ကသိနေတာကိုအဖေရောရှင်မိုးပါစကားမပြောဘဲညီညီလိုက်ကြစဉ်တယ်လီဖုန်းမိတန်ကကြဲကြဲလောင်လောင်ထွက်ပေါ်လာသည်။အဖေဒီကင်လိုက်ဆိုသည့်သဘောဖြင့်တယ်လီဖုန်းအားမေးထိုးပြသည် ရှင်မိုးသည်စကားပြောဘက်ကွက်ကိုကိုင်မပြောဘဲစပီကာဖွင့်ပြီးနားထောင်လိုက်သည်တယ်လီဖုန်းဆင်ရှိရှိ စတီကုံပေါ်တွင်ရှင်မိုးကထိုင်နေပြီးအဖေကရှင်မိုး၏အနောက်နားလေးတွင်လာရက်နေသည်ရှင်မိုး၏ဟယ်လိုဆိုသည့်ထူးတန်ကိုကြားလိုက်သည်နှင့်တစ်ဖက်မှစကားမပြောဘဲဂီတာဖြင့်တီးခတ်သည့်တခြင်းတန်ထွက်ပေါ်လာသည် ပြုံးပမလာတဲ့ကိုလူလူရဲ့ပြူစုယူရဟာမင်းပွားထွက်တော်မဖူလုံးနိုင်သေးတယ်အပြုံးနဲ့နှုတ်ဆက်နေစဉ်ကိုအတွေ့များကတဝဲဝဲလေမင်းနဲ့ရင်လို့ဘွားမျိုးရောက်ချင်နေ ရှင်တခါနေလာခဲ့တဲ့ဘဝကိုပြန်နေချင်သေးတယ်အတူနေချင်ပေမဲ့လေတရေစိတ်ငါသွားခဲ့ရီငိုနေချင်ပေမဲ့လေရှိုက်တယ်ရင်မမြုတ်သေးခါစင်သားရမအမြဲတမ်းတာနေမင်း တယ်လီဖုန်းကိုငေးကြည့်ရင်ရှင်မိုးမျက်ရည်တွေကျလာသည်အဖေကအနောက်ဘက်မှ ရှင်မိုးခေါင်းကိုပုတ်တက်ပေးနေသည်ဝါလန်ချန်နေကိုလူလူရဲ့အထီးအတွေ့အဆောင်ရှောက်ဟာမင်းလုံးသားကမလို့ရှင်ပြီးပေါ်လီ အပြုံးနဲ့ခွဲလို့နေစဉ်ကိုအသေးများလဲကျွမ်းခဲ့ပြီမင်းနဲ့ရလို့ဘဝမျိုးရောက်ချင်နေအရှင်တခါနေလာခဲ့တဲ့ဘဝကိုပြန်နေချင်သေးတယ်ดูนี่ชิเมเมเลตะเยสิงหาตั้วเกรี ငုံနေချင်းမေးမလေးရှိုက်တဲ့ရင်မမျိုးတဲ့ခါစန္ဒရင်မမြဲတန်တာနေမေးရှင်မိုးရှိုက်တန်တို့ကျဲလောင်လာတယ်ကလေးငိုနေတာလားငိုပါနဲ့ကလေးရဲ့နားလေပါတယ်နော်ဆုံးဖြတ်ခတ်နေတာမဟုတ်လား ုတ်တာပေါ့ကိုလိုလူရဲ့ဘွားတွေကိုဝင်လာဖို့ကလေးတတိနေတာဖြစ်တယ်မှာတချင်းတန်တို့ရက်သွားပြီးသူ့အတန်အရှာရှာကိုကြားလိုက်ရတယ်ကိုကိုချက်တယ်ဆိုတာသိလိုက်ရတာနဲ့ကျဉ်납ပါပြီတဘွားစာဖူလုံသွားပါပြီကလေးစိတ်အေးချမ်းပျော်ရွှင်ပါစေကွယ်ရှင်မိုးရင်ထဲတွင်စို့ကြပြီးအသက်ရှူမြေမဝတော့သလိုဖြစ်လာတယ်ကျေးဇူးတင်ပါတယ်နော် ဆိုသည့်စကားတို့ကိုဗလုံးပထွေးပြန်ပြောရင်တယ်လီဖုန်းစပီကာကိုပိတ်ပစ်လိုက်တော့သည်တင်းနာအဖေ့ရှင်ဝင်နေမျက်နာအပီးရှိုက်ကြီးတငင်မိုကျွေးလိုက်မိတော့သည်အာရအောင်မိုကျွေးပြီးမော့ကြည့်လိုက်တော့အဖေလည်းရင်မိုးနဲ့အတူလိုက်မုန်နေသည်ကိုတွေ့လိုက်ရသည်